ီကောင်ကဘယ်လိုလာထားတုံးဆိုတော့ကျွန်တော်တို့၂၄ကျင်းမှာတော့နှစ်ထိပ်နော်ဒီမှာလည်းနှစ်ထိပ်ဒီမှာလည်းနှစ်ထိပ်နှစ်ထိပ်ဆိုတော့လည်းလေးကစီးပဲနော်အဲ့နှစ်ထိပ်တွေကဘာကြီးလို့တုံးဆိုတော့စပြီးစိတ်ဝင်စားစရာကောင်းတာနှစ်ထိပ်လို့ရလိုက်တာသူ့ရဲ့ quarter ဆယ်ဆိုတဲ့ကောင်ကနော်ဟုတ်ပြီနော်ဒီကနည်းနည်းလေးစလုံးတွေမှုံနေမိရလဲမ quarter ဆယ်ဆိုတဲ့ကောင်ကျွန်တော်ပြပါမယ်သူ့ရဲ့ power ခေါင်းကားနှစ်ဦးတက်ရည်လာစစဝင်လာပြီနော်အဲတ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 ဲကနော်ဒီနှစ်ထိပ်ကြတော့ခွာ9ရဲ့ power ကိုခွာ၄ဆိုပြီးနှစ်ဦးမှာ အဲ့တွေ့ရနော်ခွာလေးဟုတ်ပြီဒီမှာတခါထိုက်ရိုက်တာပဲနှစ်ထိပ်အခွား6ရပါวะအခွား1လို့ရဲရမှာဝယ်ကျွန်တော်ကြည့်လိုက်အခွား1အဲ့မှာတခါကျွန်တော်တို့ဒီမှာနှစ်ထိတ်လေးရတဲ့အခွားတည့်ရပါဘူးအခွား6ဆိုတော့နှစ်ဥမှာဟုတ်နော်ခွား6အဲ့မှာကျွန်တော်စိတ်ဝင်စားပြီးကြည့်နေလားဒါကိုကြည့်ကြည့်ကြည့်အာတွဲလိုက်တည်းကြည့်ပြေသူကအဲ့ဒီမှာစပြီးတော့သူကလုတ်တဲ့ခါကျတော့ဘလို့ပညာခန်းကြီးအများကြီးပါวะမလဲကြည့်ရဒီကော ရတော့ရမယ်ထင်ပါတယ်ကျွန်တော်နည်းနည်းဒီဘက်ကပျောက်တဲ့ဆိုတော့အဲ့ဒီလိုရိုက်လိုက်တာနဲ့တူကဒီမှာသူ့ရဲ့ရှေ့နှင်ပါဘောနော်ကျွန်တော်တို့အောင်ခဲ့တာဒီပင်ပေါ့ဗျာနော်တော်တော်များများသိပါဒီပင်ဒီပင်ကျွန်တော်တို့6ပင်မှာအောင်နော်6ကြိမ်6ကြိမ်ပေါ့6ကြိမ်မှာအောင်ရဲမှာအဲ့မအောင်ခင်စက်ချက်မှာတော့ဘာလို့ဒီဘက်မှာရှေ့နှလုံးနဲ့ရှေ့နှလုံးနဲ့ပေါ့ရှေ့နဲ့ခုန်နေပေါ့ငါးတဲ့နော်သာပြီးတည်နော်အဲ့လိုငါလို့တည်တာကြီးဆိုရင်သူကယူတခချင်းတော့လာမယ်ရှင်းလုံး6နဲ့ရှင်းနဲ့4လို့လာနောက်တစ်ခါရှင်းလုံး4နဲ့9နဲ့3လို့လာတခါ ရှင်းလုံးရှင်းနဲ့ဒီလေးလာနှစ်လို့နော်စင်ကြီးလာရတာအဲ့ဒါကြီးသူကမြင်လိုက်တဲ့ခါမှာသူကဘာတွေလုပ်တာတော့မဟုတ်ဆိုဒီမှာကျွန်တော်တို့ကဗရိတ်လေးပေါ့နော်ဟော sorry အင်းပေါ့ဒါဗရိတ်လေးပေါ့ဗရိတ်လေးရဲ့ရှင်းရဲ့ဆိုတော့လေးနဲ့ရှင်းနဲ့ဆိုတော့ကျွန်တော်တို့တက်ပေါ့ဟောလေးနဲ့ရှင်းနဲ့ဆိုတော့နှစ်နှစ်ရဲ့6ရဲ့ဆိုတော့ရှင်းဗရိတ်အဲ့ရှင်းဗရိတ်ကဒီမှာဝင်ရမှာပထမတော့ကစင်ကြီးလာရင်တော့လည်းထူးဆန်းလို့ အဲ့ဒီမှာသူကတခါဒီမှာကျတော့ရှစ်ပရိတ်ရဲ့တည့်ရဲ့ဆိုကိုကိုရဲ့တုံးရဲ့ကိုပရိတ်ရှစ်ပြီးတော့ကိုပရိတ်အဲ့ကိုရောဒီမှာကိုလို့ရိုက်ပြီးမှဒီကိုပရိတ်ဆို890တည့်တာနောက်တစ်ခါကလည်းအဲ့ဒါမဲ့10ပရိတ်လာမှာပေါ့ရှစ်ရဲ့3ရဲ့9ရဲ့ရှစ်3ကိုဆို20 20ဆိုတော့တုံးရဘူပရိတ်အဲ့ဘူပရိတ်ကဒီမှာတုံးရခွန်တုံးဆိုလာမှာဒါပရိတ်လိုက်နော်သိကြပြရဲ့အဲ့ဒီမှာ3950ဆိုခွန်ပရိတ်ခွန်ပရိတ်ရဲ့ဒီကဘယ်လောက်လဲ6ရက်ဆိုတော့6ရဲ့3 3ရဲ့8ရဲ့ဆိုတော့ အဲ့ဒီမှာဒီတိပရိလို့ဝင်ရမှာဆိုတော့အရင်ဆုံးတွေ့တိပရိခဏမပါဘူးနော်ကျွန်တော်လိုင်းမတင်တာကခဏနဲ့အပြည့်စုံတင်လိုက်တာတကွက်ထက်တင်တာအဲ့ဒီမှာရှစ်ပရိဆိုရပြီကောင်းပြီအဲ့ရှစ်ပရိကသူကနော်ရှစ်ကိုးတုံညာတက်ပရိလို့သွားတယ်အချိန်မှာသူကရှစ်ကိုးတုံညာတက်မလို့တက်မှာဆုံးအောင်မှုဟာတော့ကဘာလို့ဘာလို့သွားမြင်လို့သူကသူကဒီလိုတက်လို့ခွေလိုက်တာနောက်ပိတ်ရဲ့နောက်နောက်လုံးရဲ့တက်တက်ပြီးတော့တုံညာတက်တုံညာမကိုး ကိုယ်ဆိုတော့ဒါရှစ်လာတော့မယ်လေဗျာနော်ဒါကြီးကနည်းနည်းလေးကျွန်တော်ဘက်ကမိမိကြောင့်နော်ရှစ်လို့လာဖို့ကတော့ဒီမှာ၃ရှိရနောက်နှလုံးပေါင်း၅ဗျာနောက်နှလုံးပေါင်း၅နဲ့တစ်ပရိတ်ဆို6ထိပ်ကအလကားရရတာဒါ၁၀ခွက်လိုက်၁၀ခွက် line side ပေါ့နော်သူကတော့ကဏ္ဍမပါဘူးကျွန်တော် line ပေါ်တင်လိုက်တဲ့ကောင်ကဏ္ဍပါတယ်နော်ဒါကောင်မတင်ဘူးတင်တော့တင်ခဲ့ဘူးတယ်ဒါပေမဲ့ခုနပြောလို့အချို့ကအပြည့်စုံမတင်ခဲ့ဘူးပေါ့ဗျာနော်အဲ့ဒီမှာ तू ဘာဆက်လို့လို့ဆို senior line ဖြစ်တဲ့ခါကျသူ့ရဲ့အောက်ဇောင်းမှာကွာဒေဘူးတက်ကွာနဲ့ပရိတ်၅ရတယ်နော်နော်နောက်တစ်ခါဒေဘူးတက်ကွာနဲ့ပရိတ်၆ ဒေဝူဒေဝါနဲ့ break ခုံတယ်ဒေဝူဒေဝါနဲ့ break ရှစ်ဆိုတော့သူကမနစ်ကနေရိုက်ထားလိုက်ဒါကြီးကြိုမြင်လိုက်တဲ့ခါဒီကောင်လောက်တော့မှလို့ဆိုကျွန်တော်အဲ့မှာဟိုဒီအားဒီ site ကအထောက်ပံ့ဖြစ်သွားပြီဟို site တကွက်ထည့်ရတဲ့ line ကိုသူကအထောက်ပံ့ပေးလိုက်တဲ့ခါကျနှစ်ကွက်ထည့်ရတယ်အဲ့ဒီမှာတခါသူကဘာပြန်လုပ်လို့ဆိုတော့ဒီ break ရှစ်နဲ့ဒီက break ခုံနဲ့ပေါ့ငါနော်ရှစ်နဲ့ခုံနဲ့ပေါ့ငါနောက်တခါကိုးနဲ့ငါနဲ့ပေါ့ဟင်၄၅၄၃ပေါ့၁၀နဲ့၃နဲ့ပေါ့နော်၃၅၄၃နှစ်လာမှာဆို မှန်လဲအဲ့ဒါအဲ့ဒါလေး line မော်တင်ပြီလဲတင်းနဲ့တင်းနဲ့ပေါ့မှာနှစ်ဆိုအောက်မှာနှစ်နှစ်ခွန်းဆိုရင်မူကန်တန်တစ်ပရိအဲ့အဲ့မှာကျွန်တော်တို့နည်းနည်းအဆင်မပြေလို့မထိုးလိုက်ရဘူးနော်ဟိုကနေကိုခံရတယ်အဲ့လိုဖြစ်လာတော့အဲ့ဒီရဲ့ခရင်ရအောင်ထားတဲ့ခါကျကျွန်တော်တို့ကဘာဖြစ်မလို့ဆိုတော့ဒီအောက်မှာသူကလှုပ်ထားတာကြီးအများကြီးပြနော်ဟိုလှုပ်ထားတာအများကြီးအဲ့ဒီနှစ်တည်းမှာဒီရှင်းနှလုံးပေါင်းရင်းရှစ်ကနော်ရှင်းနှလုံးပေါင်းရင်းရှစ်ကရှစ်ရှစ်ခွာတယ်နံပါတ်1နော်အဲ့ဒီမှတ်ထားလိုက်နောက်တစ်ခါကျွန်တော်တို့ရှင်းနှလုံးပေါင်းရင်း3ကနှစ်တိတ်ကြီးနဲ့3နော်အဲ့ကောင်က3 3ခွာတယ် မရှင်းလုံးဝချင်းတုံးနော်တုံးတုံးတုံးခွာနောက်တစ်ခါရှင်းလုံးဝချင်းငါနောက်နေ့မှာငါငါခွာတယ်ဒီမှာရှင်းလုံးဝချင်းနှစ်ပေါ့နှစ်နှစ်ခွာအောင်မနော်အဲ့ဒါတုံးရလို့ရှိရင်တုံးလို့ရအောင်ကျွန်တော်ဒါဒီကြံသေးတယ်ဆိုတာသိအောင်အကုန်လုံးပြောလိုက်တာအဲ့ဒီမှာ तू ဘာထက်လို့တုံးဆိုတော့ तू ကအဲ့ဒီနေ့ထက်မှာနော်နောက်တစ်ခုစီတာဘာတွေလုံးသိတုံးဆိုလေးထိပ်စီနဲ့ပေါ့လေးထိပ်စီနဲ့လေးနှလုံးနဲ့နောက်ပေါင်းတက်နှစ်ကွက်ပဲထိုးအောင်နော်စီနီယာလိုင်းဆိုစီနီယာတိုင်းပဲထိုးအောင်နောက်တစ်ကက်က3ထိပ်စီနဲ့3နှလုံးနောက်ပေါင်းတက် သုံးထိပ်စီနဲ့သုံးနှလုံးနောက်ပေါင်း1ပဲအဲ့ဒီလိုပဲဒီမှာလည်းနှစ်ထိပ်စီနဲ့နောက်ပေါင်း1နှစ်နှလုံးနဲ့နောက်ပေါင်း1နှစ်နှစ်ကိုโอเคเนาะအဲ့ဆိုရင်ကျွန်တော်တစ်ထိပ်စီနဲ့နောက်ပေါင်း1ဆိုတာရှိတယ်တစ်ထိပ်စီနဲ့တစ်ဘူးတစ်ခွာကိုနောက်ပေါင်း1နဲ့ဆိုတော့130နဲ့အဲ့ကြောင့်ကျွန်တော် line ကိုခဏခဏတင်တယ်110နဲ့ဆိုတော့ထွက်ကိုထွက်မလာဘူး130 110ဆိုတာတစ်သုံးညာတစ်ဆိုတာเนาะအဲ့ဒါရှိရင်တော့အဲ့နှစ်ခွာထည့်ရင်သူကပြီးမယ်ဆိုတော့အဲ့ဒီအပြင်ကိုသူကဘာလို့ဒီအချိန်မှာဘာဖြစ်လာလို့ဆိုတော့เนาะညရွက်ဒီထက်မှအများကြီးရှိသေးတယ်ဒီမှာသူကဟိုကိုဆုံးဖြတ်ပါကြာ တစ်နှစ်တွဲလို့ရလိုက်တာနော်အမှန်တကယ်ပြောရတော့သုံးခါနဲ့ခွားနှစ်ဆိုတဲ့ကောင်တခါထွက်တယ်ဆယ်ကွယ်လိုက်မယ်ခုနလိုပဲအဲ့ဒီလိုထွက်တော့မယ်လမ်းလည်းမကောင်းဘူးညာอืมအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာလည်းအဲ့တိုင်းပဲဝင်တော်တော်သွားလိုက်မယ်ပြန်နော်အဲ့ဒီခုနတွေ့ပြီပဲအဲ့ဆိုရင်သုံးခါနဲ့အခွားနှစ်ကထွက်ရမယ်သုံးခါအခွားနှစ်ဒီပါသုံးခါအခွားနှစ်ဒီမှာသုံးခါအခွားနှစ်ထွက်နော်၄၄38ဆိုထွက်ပြီထွက်လိုက်တဲ့အချိန်မှာသူကသူ့ရှင်မှာတင်းတင်းနှစ်တဲ့အတွဲလိုက်ထွက်တာထွက်ပြီးသုံးခါခွားနေထွက်တာညနေအာတောက်နေ မရတော့တင်းနေနေတဲ့ပဲ၃တော့မှာဒီတင်းနေနေတဲ့က၃ကို၃ခါနဲ့ခွားနဲ့တန့်ထွက်တာအဲ့ဒါနောက်တစ်ကတော့မှာတတိယကတတိယကသွားလိုက်တဲ့ခါကျတော့ဘာထွက်တော့၃ခါနဲ့ခွားနဲ့ဒီမဲ့တင်း၃တက်အဲ့ဒီလိုပဲဆိုတင်းနေနေတဲ့တွေဘေးပဲထွက်တာအဲ့ဆိုရင်ကျွန်တော်တို့ကခုတင်းနေနေတဲ့ကဒီတွေရှိတာဗျာ၃ခါနဲ့ခွားအဲ့ဒါကျတော့၃ခါနဲ့ခွားနဲ့ဆိုရင်ဆက်ကိုလိုက်မယ်နော်အဲ့ဒီဆက်ကိုလိုက်ကိုနည်းနည်းတော့တန်တရားရှိတယ်ပေါ့ဦးကြိုက်တဲ့လူကတော့၃ပေါ့နော်ခုနကပြောလို့တစ်ထိတ်ရှိနေတစ်ပူးတစ်ခွားနဲ့ နောက်ပေါင်းတင်းတဲ့ခွက်ကြံတော့နော်နောက်လည်းကြံတာပဲအခုဟာမျိုးဆိုလို့ရှိရင်လည်းအဲ့လားမျိုးကြိုက်တယ်ဆိုရင်လည်းဒီမှာကြည့်လိုက်ကျွန်တော်တရားကြတော့အချိန်ကြီးအကိုက်နဲ့20တချိန်မှဒီကောင်ကဝမ်းချင်းတာသုံးတလုံးမှနဲ့ဝမ်းချင်းတာနော်နှစ်ဒီမှာလေနှစ်6 3ကနေ5 5 6ဆိုသုံးတလုံးမှနဲ့ချင်းတာဒီမှာလည်းအဲ့လိုပဲနှစ်7 3က33ဆိုအပြီးကြိုက်လိုက်တာဒီမှာလည်း3 9 1က9 3လို့ကြိုက်တာဒီမှာ3ခါတော့ရပြီသားတကယ်လို့ဒါနှစ်နှစ်1ဆိုတော့ဒီဘက်ဝမ်းချင်းအောင်မယ်လေဆိုခွနှစ်ကမဟုတ်တော့ရအောင်ကျွန်တော်အနေနဲ့တော့နှစ်3နှစ်လို့ပဲကြိုက်တယ်နော် ဒီဒီဒီဘွက်ကောလေနော်ဒီဘွက်အဲ့ဒါအဲ့အဲ့ဒီတကွက်ပဲကြိုက်တာပေါ့နော်တကွက်ကလေဟိုခုနပြောတဲ့10ကွက်ကတော့ကြိုက်ရင်လည်းထိုးပေါ့ဗျာအဲ့ဒါသူဟွာဖြစ်တယ်ဆိုတော့ရအောင်ပေါ့နော်ဒီဒီ line ထဲမှာအများကြီးရှိရဲ့ဗျာနော်အများကြီးအများကြီးတော်တော်များတယ်နည်းနည်းလေးမဟုတ်ဘူးအဲ့မှာဒီမှာကျွန်တော်ပြောတဲ့ဒီကောင်းလေးအမှတ်ထားတာဆိုတော့ဒီ line ကပဲနော်နှစ်နှစ်သုံးခုတော့ပါဆိုလဲထွက်အောင်ပါနော်ပတ်လေအားနော်ဒီကောင်းလေးဆိုလဲထွက်တာပဲနှစ်သုံးရှစ်ဆိုနှစ်သုံးရှစ်ဆိုဟိုနှစ်ဦးမှတော့ထွက်တာနော်နှစ်ဦးနှစ်ဦးနော်ရှင်းနေတော့နော်ဒီကောင်းလေးအဲ့ဒါပဲနှစ်နှစ်သုံးတော့ပဲနှစ်သုံးကိုဆိုတာနော်အဲ့ဒါတွက်နည်းကြီးပါနော် သုံးနှစ်ကိုဒီတဲကတ်မှာလည်းအဲ့ဒါမှနှစ်သုံးသုံးရဆိုခဏနှစ်သုံးသုံးရဆိုနော်ဒီမှာနှစ်သုံးသုံးရတွေ့နော်ကျွန်တော်တယောက်ထည့်ရရဆိုဖြစ်တာတိတ်အဆင်မပြေနော်အဲ့လိုတော့ရှိတယ်ဘာလို့ဆိုတော့ကိုလူတွေတကယ်လို့ဟွာဖြစ်မယ်ဆိုရင်ကြံနေကမှတို့ကြောင့်လဲကိုမသိသေးတဲ့ line တွေသိကြသိကြတဲ့ခါကျတော့တထောင်ဖို့ထိုးမဲ့နေရနှစ်ထောင်ဖို့လေးဖြစ်သွားရင်ပူကောင်းတာပေါ့ဗျာအဲ့လိုမျိုးအတိုင်းတာကြောင့်ကျွန်တော်ဒါလေးကိုဒီဖရိန်နဲ့ပတ်သက်လို့ရှိရင်ကြံသေးတယ်၃ခါခွားနှစ်ကြံတယ်နောက်တစ်ခါနှစ်အခွားကြံတယ် နောက်တစ်ခါဘာကြံလို့ဆိုတစ်ထိတ်စီတစ်ဘူးတစ်ခွာနောက်ပေါင်းတစ်ကြံနေနော်အဓိကဆိုရင်နှစ်နှစ်တစ်ဝမ်းချင်းဒီဘွဲမှာအဲ့လိုလေကြံနေအဲ့တော့ကိုယ်နဲ့ဆက်ဆက်ပြီးကိုယ့်ကိုညံတော့လွှာပြီးသုံးပြပေါ့နော်ဟိုအတိကြရည်လို့တော့ကျွန်တော်လည်းမလို့ဒါလည်းခမ်းမှန်ပြီးတဲ့သဘောမျိုးပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီနေ့ထဲမှာရှောက်ရှိခွန်းဆိုတဲ့ line ကိုကျွန်တော်တခြား league ဆင်းနဲ့တင်ပြလိုက်တဲ့ဟာအောင်တဲ့ site ကိုသူကအထောက်ပံ့ပေးတာအဲ့သူဒီဘာမှမဟုတ်ဒီငါးစွန်းနဲ့နှစ်မှာပေါ့နော်ငါးစွန်းနဲ့နှစ်ဘာမှမဟုတ်ဆိုတော့တွေ့အောင်ရှာဖို့တော့ခက်တာပေါ့ဗျာငါးစွန်းနဲ့နှစ်တိုင်းနော် ငါးစွန်းတဲ့နှစ်တိုင်းမှာသူကဘလို့ဖြစ်တော့ဆိုတော့ဒီမှာအနီလေးနဲ့လှူထားတယ်နောက်ပိတ်သုံးလုံးတက်အဲ့ဒီတက်ကလုံးပိုင်နော်အဲ့ဒီတက်ကလုံးပိုင်တက်တက်တက်လို့ကျွန်တော်ရေးလိုက်ပြီဒီခါတိုင်းသုံးတဲ့ဒီပရိတ်နဲ့ပေါင်းလိုက်နော်6နဲ့3နဲ့ပေါ့နော်9အဲ့ဒီ9ရယ်9ပါဝါ4ရယ်9နဲ့ခါ6ရယ်9 4 6လို့ရေးလိုက်တယ်အဲ့ဒါကိုဘူရိတ်ဖြစ်အောင်ပေါ့နော်190 105 16သုံးလို့ရတယ်အဲ့ဒီကဏ္ဍ3ခုက ဘူပရိတ်၃ခွက်လို့ပြောဆိုလို့ရတယ်အဲ့ဒီဘူပရိတ်၃ခွက်ကနောက်တစ်နေ့မှာတစ်ခွက်ပတ်လည်လိုက်ထွက်မှာပေါ့နော်ပတ်လည်လိုက်ထွက်တဲ့အချိန်မှာဘူရဲ့နှက်ကဲရှေ့နှလုံးပေါင်းခွန်နောက်နှလုံးပေါင်းခွန်ဖြစ်မှသူကကြာအခုသဘောပေါက်ရောက်လို့အောင်ပြောရရင်တော့အခုကျွန်တော်တို့၈၉၈ဆိုတော့၈ခွန်နောက်ခွန်ဆိုတော့နှစ်ခုလုံးကိုကြာလာတာနော်၈ခွန်နောက်ခွန်ကြာလိုက်လိုက်ထိုးရမှာနော်ဒါအကျဉ်းကြီးမရှိတော့တဲ့ကျွန်တော်ကထပ်ပြီးတင်ပြလိုက်တာနော်ဒါကံပေါ့နော်အဲ့မှာကြည့်အောင်ဒီမှာတော့၁၆၃က၃၆၁ဆိုထွက်တာနော်ဟုတ်နော် အဲဒီမှာ36တက်ဒါပေမဲ့သူ့ရဲ့ထွက်တဲ့မတ်တက်ကမဟုတ်ဘူး तू ကဘယ်ရလာမှမသိရှင်းနှလုံးပေါင်းခွန်နောက်နှလုံးပေါင်းခွန်ဆိုတာဖြစ်သေးဘူးမဖြစ်ဘဲနဲ့ तू ကလာဒါပေမဲ့ဒီကောင်ပြန်ကြလာလားအဲဒီလိုလားဒါပေမဲ့ပြန်ကြရင်တော့မှဘာလို့ရှင်းနှလုံးပေါင်းခွန်လို့ခံလို့တုံညာပရိတ်ထွက်မှမလို့နှလုံးပေါင်းခွန်လို့ဒီခံပြီးမှထွက်တာဒါနံပါတ်1နှစ်ခါထွက်ထားတဲ့သတိထားဖို့ပြောတာနောက်တကက်ကကျွန်တော်တို့ဟိုပါပေါ့85เนาะဒါ85ပဲ84ရကနာကိုကျွန်တော်တို့ပေါ့မှာ84ရကနာနောက်ပိတ်3လုံးပေါင်း369ဆိုတော့6 နော်6ကလုံးပါ666လို့ရေးလိုက်တယ်ဒါကခါလိုက်ရှင်းတယ်ဒီကတင်းတော့9ခုနလိုပဲ946ဘူးပရိဖြစ်အောင်695ရယ်640 668ရယ်ထွက်တာပေါ့ဗျာအဲ့ဒီကဏ္ဍတစ်ခွက်ကနောက်တနေ့89နောက်ခုံလို့ဖြစ်တဲ့ချိန်မှာမှသူကထွက်တာ640ဆိုတော့ဒီမှာနော်ဟုတ်နော်နောက်တစ်ခါဒီမှာလဲအိုက်တယ်မဲ့94မှာဒီနောက်3လုံးပေါင်း3ညဆို3ည3ည3ညပေါ့ဗျာ3ညဒီ3လုံးပေါင်း3ညဆို3ညအဲ့တော့ဒီ4နဲ့ဒီ ငားနဲ့ပေါ့နော်လေကိုကိုခုနကလည်း9 6ပဲ30ဖြစ်အောင်ဘူပလေးဖြစ်အောင်1ကတ်6ကတ်4ကတ်လိုက်တော့ဒီကနန်း3ကတ်ထက်တစ်ကွက်က8 9 9ကျတဲ့အချိန်မှာထွက်တာနော်ဟုတ်နော်9 3 1 1ဟုတ်တယ်နော်3 9 1ထိတ်ဆုံးကတ်အောင်โอเคနော်3ကတ်နောက်တစ်ခါလေးဆုံးတဲ့နှစ်မှာ8နှစ်8လို့ထွက်တယ်8နှစ်8က8အဲ့8ကို8 8 8လို့ရေးလိုက်တယ်အဲ့ဒီခွန်ကဒီအောက်က1နဲ့ပေါင်း8အဲ့ဒီ8က8 8ပါဝါ3 8နဲ့ကတ်1 ရှစ်ရှစ်တွဲရှစ်သုံးတွဲရှစ်တတွဲကိုဘူပရိတ်ဖြစ်အောင်၄ကတ်၉ကတ်၁ကတ်လိုက်တဲ့ခါကျတော့ဘာထွက်တော့ရှစ်ကိုသုံးဆိုဘူပရိတ်ကရှစ်ခုနောက်ခုဖြစ်တန့်ထွက်တာတန့်ထွက်တာဆိုတာအဲ့ဒီအချိန်မှာမှထွက်တာပေါ့ရှစ်ကိုသုံးဆိုနော်ဒါစတုထကတ်နော်ဒီမှာတခါကိုလေးလေးဆိုတော့ခွန်အဲ့ဒါခွန်ခွန်ခွန်လို့ရေးလိုက်တယ်အဲ့ဒီမှာခါတိုင်းနဲ့ပရိတ်နဲ့ပေါင်းတော့ငါးနဲ့တင်းနဲ့ပေါင်းတော့6 6 7 9လို့ရေးတယ်ဘူပရိတ်ဖြစ်အောင်ခွန်6ခွန်ခွန်တင်းနှစ်ရယ်ခွန်9လေးရယ်အဲ့ဒီမှာကျတော့တော်တော်ရက်ဆက်သွားတယ် ခွန်6ခွန်ဆိုတဲ့ကဏ္ဍလေးထွက်တယ်ခွန်1နှစ်ဆိုတဲ့ကဏ္ဍလေးထွက်တယ်နောက်ကတောင်ထွက်တာနောက်တစ်နှစ်မှာပါအောင်ဆိုတော့9000ရောက်ခွန်လို့ထွက်လိုက်လို့ရှိမှာ6ခွန်ခွန်လို့ထွက်တာအဲ့6ခွန်ကကျွန်တော်တို့ဖန်တာ6ခွန်ခွန်နော်နောက်တစ်ခါကျတော့နှစ်ပိတ်မှာတစ်ခါနှစ်ငါးငါးလို့ထွက်တယ်ရှစ်ခွန်လို့ထွက်တယ်နောက်ခွန်ပြီးရှစ်ခွန်လို့ထွက်တာနှစ်တစ်ခွန်အဲ့နှစ်တစ်ခွန်တော်လိမဖန်တယ်ကောနှစ်ခါထွက်သွားနော်အခုဒီနေ့ထဲမှာမထွက်သေးတာပါနော်ကျွန်တော်ပြမယ်နော်โอเคဒီမှာကြည့်လိုက်339ဆိုတော့ငါအဲ့ဒီငါကလုံးပါ1 2 3လုံးပါ ဲ့ဒီမှာခါတိုင်း6နဲ့အောက်ကတင်းတယ်ခွန်ခွန်နှစ်3ရထက်လိုက်ပြီးဒီမှာဒီမှာဘူးလေးဖြောင်း၈ဘူးလေးဖြောင်း3ဘူးလေးဖြောင်း5ဒီ3ခွက်က၈ခွန်နောက်ခွန်တစ်ခုခုဖြစ်တယ်ဒီမှာအခုက၈ခွန်နောက်ခွန်ဖြစ်နေတဲ့ခါကြတော့ဒီရင်ကုန်ထိုးပါလို့အဲ့ဒီအားလုံးပေါင်းသူ15ခွက်ရှိမှာပေါ့ဟုတ်လား15ခွက်လေးဆိုတော့ထိုးပြော်ပါလေဗျာနှလုံးတော်မှာ19ခွက်လောက်အပတ်သေးတာနော်ဒါတော့လမ်းရလေဗျာစုပ်ပြတ်တန့်နေရတော့ပန်းတန်ချက်ထားတော့ နော်ဒါဒီဒီဘူးတစ်ခါလည်းတော့ဝါမဖြစ်ဘူးလို့ရှင်လဲကြည့်ပြောကျွန်တော်ခဏနေဖြတ်ပြောင်းတော့ကျွန်တော်စီကူညီထားတဲ့မိတ်ဆွေတွေကလည်းအဲ့ဒါတရားကြည့်တာနော်အဲ့ကြည့်ကြကြည့်ထားတော့ထိုးရမှာတော့ဆန်ကားကွက်လုံးတော့ထိုးရမှာဒီကွက်ကဒီဘက်ကတော့အကွက်များတယ်ပြီးကြတဲ့အဘက်လူတကွက်ကောင်းကတော့တက်တက်ပေါ့ဗျာကျွန်တော်ကြောက်တာဘာလို့ဆိုတော့အချိန်မကျန်တော့လို့ကြောက်တာအချိန်ကျန်နေရဆိုလို့ရှိရင်တော့ ဆယ်ချိန်လောက်ကြာနေတယ်သူထိုးအောင်နေနေဘူးပြောလိုက်။ဟိုအကျင်းရမကျန်တော့ဘူး။ဟိုကလည်းဘာထွက်မယ်ဆိုတော့တိရမဟုတ်တော့ကြောက်ကျွန်တော်ပြောတာအဲ့ဒါလေးတော့ငါတို့နေနဲ့ရန်လို့လေးပြဖြစ်ဖြစ်ပေါ့ဗျာ။အဲ့ဒီတရားမှာကျွန်တော်ပြောပြမယ်6ခွက်ကိုခင်ဗျားတို့တင်ထိုးဖို့ကျွန်တော်ထုတ်ပေးမယ်။ဒဲပဲဒဲ6ခွက်။အားလုံးပေါင်း15ခွက်15ခွက်နဲ့ဒဲ6ခွက်ကိုတတ်တတ်ထုတ်ပေးမယ်။နော်။5ခွက်ကတော့ထုံးစံပေါ့ဗျာ။ရှင်းနေရှင်းလို့ပဲ။